ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ္တတွေအောင်လည်းမင်္ဂလာပါ Real Madrid အသင်းကသူတို့ရဲ့ Champion League ပွဲဖြစ်တဲ့ Kyrie နဲ့ပွဲမှာ Kylian Mbappe hat-trick သွင်းပြီးတော့ဒုတိယပိုင်းနောက်ကျဂိုးတွေထပ်သွင်းပြီးတော့ total 5ဂိုးပြတ်နဲ့အဝေးကွက်မှာထပ်ပြီးနိုင်တယ်ပထမပွဲတုန်းကဒါကျွန်တော်တို့အခု Marseille ကိုသူတို့2ဂိုးတကူနဲ့နိုင်ခဲ့တယ် အဲ့ဒါပြီးတဲ့နောက်မှာအခုထပ်ပြီးတော့၅ကိုပြက်နိုင်တယ်အမ်ပပေကနှစ်ပွဲကိုချန်ပီယံလိတွင်ကို၅ကိုတွင်တယ်ဒီနေ့ပွဲမှာဟတ်ထရစ်ရပြီးတော့ဟိုတနေ့က၂ကိုတွင်တယ်နောက်ရယ်မက်ဒရစ်ကနှစ်ပွဲကို၇ကိုတွင်ပြီးတော့ပေးကိုတကိုးနဲ့အခုလက်ရှိမှာနှစ်ပွဲကစား၆မှတ်ရထားတယ်အမ်ပပေကတော့လာလီဂါမှာ၈ကိုချန်ပီယံလိမှာ၅ကို ပြိုင်ပွဲစုံမှာကိုးပွဲမှာ73ဂိုးသွင်းထားတယ်။မနစ်ကတရာတီလုံးမှာခီလီယန်အမ်ပါပေက56ပွဲမှာ54ဂိုးသွင်းတဲ့အမ်ပါပေကအခုဒီယာတီရာတီအစမှာတင်73ဂိုးသွင်းထားပြီးဖြစ်တယ်။အခုလိုမျိုး10ကြော်ကိန်းကနန်းကအခုလလောဆယ်မှာ hurricane တယောက်ပဲရှိတယ်။ဆိုခီလီယန်အမ်ပါပေကသူ့ရဲ့ဖော်ကိုဆက်ထိန်ထားတယ်။လာလီဂါမှာလည်း top goal scorer ၊ချန်ပီယံလိမှာလည်း top goal scorer ။ဆိုတော့ ရီယယ်မက်ဒရစ်ကလည်းရှင်းတော့ရှင်းတယ်မက်ဒရစ်ဒါဘီမှာဂိုးပြတ်ရှုံးသွားတဲ့အဲ့အတွက်ကြောင့်သူတို့ကမဖြစ်မနေ response လုပ်တဲ့အတွက်ကြောင့်အမ်ပါပေးလို့ကစားမမျိုးတောင်သူအနာမပေးနိုင်ပဲအသုံးပြုခဲ့ရတယ်ဆိုတော့ဒီနေရာမှာရီယယ်မက်ဒရစ်နဲ့ပတ်သက်လို့ရှိရင်တကြီးပွဲကဂျာဗီလွန်ဆိုလက်ထက်ဂိုးအပြတ်ဆုံးနိုင်ပွဲဖြစ်တယ်တကယ်ကိုကျင်တဲ့ဆရာဖြစ်တယ်ခံစစ်လဲအပြောင်းလဲတွေလုပ်တယ်တချို့အပြောင်းလဲတွေရှားမှာဂိုးပြတ်နိုင်တယ်ဒါပေမဲ့ရီယယ်မက်ဒရစ်မှာကျွန်တော်စိုးရိမ်နေတစ်ချက်ပဲရှိတယ် one man team ဖြစ်နေပြီရီယယ်မက်ဒရစ်က ်ခီလီယန်အမ်ပါပေးတယောက်ထဲမှာဂိုးတွေတိုင်ခံသွင်းနေတဲ့အချက်ကိုတော့ရယ်မက်ဒရစ်တည်ထားရမယ်ကျွန်တော်လာလီဂါမှာအာတာဂူလာရှိကရယ်မက်ဒရစ်ဂိုးတွေရတယ်မင်းရှယ်လေတချို့သွင်းတယ်ဒါပေမဲ့ majority ဟာ real madrid ကခီလီယန်အမ်ပါပေတယောက်တည်းကတိုင်ခံသွင်းတာလာလီဂါပထမ9ပွဲမှာ osasuna ကိုနိုင်တယ် oviedo ကိုနိုင်တယ် mallorca ကိုနိုင်တယ် sociedad ကိုနိုင်တယ် espanyol ကိုနိုင်ပြီး levante ကိုနိုင်တယ်နောက် အက်တလတီကိုမက်ဒရစ်နဲ့ပွဲမှာခီလီယန်အမ်ဘာပေကိုသွင်းတယ်အာဒါဂူလာကိုသွင်းတယ်ဒါပေမဲ့သူတို့9ကို2ကိုနဲ့ရှုံးသွားတယ်ဆိုတော့ပြောချင်တဲ့အချက်ကခီလီယန်အမ်ဘာပေကရယ်မက်ဒရစ်ရဲ့အဓိကကိုသွင်းသူဖြစ်နေပြီးတော့အာဒါဂူလာကသူ့နောက်မှာတိတ်မကွာပဲရပြီးတော့ဗင်နီရှက်ဂျူနီယာရှိကကျွန်တော်အရန်ကြီးညှို့လင့်ရခတ်နေတဲ့အချိန်ဒီအခုလောလောဆယ်ရယ်မက်ဒရစ်အသင်းကမဖြစ်နေတော့တိုတယ်ဒီယာဒီမှာ23ကိုရတယ်ပြိုင်ပွဲဆိုမို့လို့ လာလီဂါရဲ့ကိုပါဒရေးရဲ့ချန်ပီယံလီဂ်ပြိုင်ပွဲဆုံးမှာသူတို့23ဂိုးရတယ်။အဲ23ဂိုးမှာအမ်ဘပ်ပေတယောက်ထဲက73ဂိုးသွင်းထားတယ်။အာဒါကူလာနဲ့ဗီနီရှက်ဂျူနီယာက3ဂိုး3ဂိုးသွင်းထားတယ်။နောက်ရောက်ပေါင်း6ဂိုးသွင်းထားတယ်။အဲ့မှာတင်19ကိုတွင်းပြီးတော့ကျွန်တော်က Brian Diaz Camavinga Mastantuno နဲ့ Elder Militao ဆိုတော့ပြောချင်တဲ့အချက်ကဘာလဲဆိုတော့ တကယ်လို့ something happen ဖြစ်လို့ Mbappe မတော်တဆတစ်ခုခုဖြစ်သွားရင် Real Madrid အတွက်အန္တရာယ်များတယ်။ဘာကြောင့်လဲဆိုတော့အခု Javi Alonso ရဲ့အသင်းက one man team ဖြစ်နေတဲ့အဖြစ်အပျက်။အဲ့ one man team နေကျွန်တော်မကြိုက်ဘူးဗျ။ကို့အသင်းမှာလည်းဗျ။တသင်းလုံးစုသွင်းနေဥမာ Manchester City မိနစ်ကောက်ကြည့်။ Haaland ကဒိုင်ငံကိုသွင်းတာ။ရှင်းတစ်နှစ်မှာရောဟိုးတစ်နှစ်ကျော် Champions League ရတဲ့နှစ်ကိုနှစ်တည်းအားလုံးကြည့်။ Haaland 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 ။ဒါပေမဲ့ Haaland ပြီးခဲ့တဲ့နှစ်ကသူလည်းကိုမသွင်းနိုင်အောင်အကုန်တိုင်ပတ်ရော။ ။အိုမန်ဘာမူရှိမသွင်းမှုသွင်းတယ်။စစ်တီမှာ၉ရောက်ဖို့တော်တော်လေး struggle ဖြစ်လာတယ်။တော်တော်လေးတိုင်ပတ်လာတယ်။ဆိုတော့အခုလောလောဆယ်မှာအဲ့1 man team ဖြစ်နေတဲ့အခြေအနေကို Real Madrid နည်းနည်းလေး balance ပြန်မျှဖို့လိုတယ်။ Everything က Mbappe ကိုအရန်ကြီးမိခိုနေရတယ်ဆိုတဲ့အချက်ကကျွန်တော်တခုပဲဆိုရင်လည်းအချက်ပေါ့လေ။ Kylian Mbappe ခြေစောမပြနိုင်တဲ့နေ့သူ့ကို struggle ဖြစ်အောင်ပြိုင်ဘက်တွေတားဆီးနိုင်တဲ့နေ့ Kylian Mbappe မတော်တဆ injury ဖြစ်သွားခဲ့ရှင်။ မတွေ့တွက်ဒါ seriously concern ဖြစ်စရာအချက်ရှိတယ်ဆိုတော့အခုလောလောဆယ်မှာကျွန်တော်နားလည်ထားတာက Rodrigo ပွဲထွက်ခွင့်သိမ့်မရတော့ပုံမှန်ခြေစွမ်းအောင်ရောက်နေတယ်ပွဲထွက်ခွင့်လုံလောက်တယ်ဒါပေမဲ့ Vinicius ကလည်းခြေစွမ်းကအဲ့လောက်မမှန်ဘူးတချို့ပွဲတွေမှာသူအရန်ထားတယ်ပြန်လာတဲ့ခါမှာ response လုပ်တာမှန်ပေမဲ့သူကိုယ်တိုင်ပွဲထွက်ခွင့်ရရင်သူတို့လည်း struggle ဖြစ်နေတယ်ဆိုတော့ Real Madrid မှာအခုလောလောဆယ်ခြေမှန်တဲ့ကစားသမားဆိုလို့ Arda Güler နဲ့ Mbappe နှစ်ယောက်ပဲရှိတယ် အာတာကူလာကအခုလောလောဆယ်မှာခြေစွမ်းပြတယ်သူကိုယ်တိုင်နဲ့ကိုးသွင်းတယ်သူကိုယ်တိုင်နဲ့ဖန်တီးတယ်အမ်ပပေးကတော့ဒိုင်ကန်ကိုးသွင်းထားတယ်ဆိုတော့အခုလောလောဆယ်မှာမက်ထရစ်ကဒန်နီကာဗဟာ၅ပွဲထန်ရရနေတယ်ထရန့်အလက်ဇန်ဒါအာနို၅ပွဲထန်ရရလို့မပါဘူးအဲ့ဒီအချိန်မှာအက်ဒမီလီထောင်းအင်ဂျူရီဖြစ်တယ်နောက်တစ်ဖက်ကကျွန်တော်တို့ရူဒီကာအင်ဂျူရီဖြစ်တဲ့အချိန်မှာမက်ထရစ်အနေနဲ့ခီလန်အမ်ပပေးကိုအလွန်ဆိုတယောက်အရန်ကြီး one man team ဖြစ်တဲ့ပုံစံကိုနည်းနည်းလေးရှင်းရမယ်။ Vinicius Junior ရဲ့အခန်းကဏ္ဍပိုလာရမယ်။ကျွန်တော်ပြောချင်တာပြီးခဲ့တဲ့တနေ့ကျော်တော့ Vinicius နဲ့ Mbappe ကဒီလိုမျိုးဒီလိုမျိုးဗျာ။အခုကဒီလိုဖြစ်နေတာ။အဲ့လိုဖြစ်နေ။အဲ့ဒါအချက်ကနည်းနည်းကြောက်ရတဲ့အချက်ပဲ။တကယ်လို့ Mbappe တခုခုဖြစ်သွားရင် Real Madrid တိုင်ပတ်မှာကျွန်တော်ပြောချင်တာက Mbappe injury ဖြစ်ဖို့မဖြစ်ဖို့ကျွန်တော်ပြောတာမဟုတ်ဘူး။ဒီတယောက်တည်းကိုအားကိုးနေအဲ့တယောက်တည်းတခုခုဖြစ်သွားရင်မလုတ်တက်မကင်တက်ဖြစ်သွားမယ်အချက်ကိုကျွန်တော်စိုးရင်တာ။ ရမတွေ့မှာအရန်မှာအန်ဒရီရှိမယ်ခွန်ဇာလိုဂါစီယာရှိမယ်ဒါပေမဲ့ခီလီယန်အမ်ပပီတယောက်ထည့်ရဲ့တွင်းကိုးတွေကိုအရန်မြုံလို့မရဘူးမျှသွင်းဖို့လိုအပ်တယ်မျှသွင်းနိုင်မှတသိရပြကစားမတယောက်က12ဂိုးသွင်းမယ်ဟိုတယောက်က10ဂိုးသွင်းမယ်ဟိုတယောက်က18ဂိုးသွင်းမယ်တယောက်ကအစိတ်30သွင်းမယ်အဲအဲ့ဒါဟာကောင်းတယ်အခုလောလောဆယ်ယာတီကအစိုးရရှိလို့ပြောဝါခတ်ပေမဲ့ခီလီယန်အမ်ပပီကိုထိမ့်ချုပ်နိုင်တဲ့နေ့ခီလီယန်အမ်ပပီချေစွမ်းပြောက်တဲ့နေ့ခီလီယန်အမ်ပပီမပါတဲ့နေ့မှာရမတွေ့တိုင်ပတ်မှာအဲ့ဒါကို ဂျာဗီအလွန်ဆိုတခုခုတော့လုတ်ပြရမယ်ဆိုတော့လာမယ့် feature 5ပွဲရှိတယ် Real Madrid ကအဲ့ feature 5ပွဲမှာ Villarreal နဲ့သူတို့အိမ်ကွင်းမှာကံမယ် Villarreal ကလက်ရှိမှာ La Liga မှာအဆင့်3ရှိလို့ကစားတာကောင်းတဲ့အတွက် tight game ပဲအိမ်ကွင်းဖြစ်နေသည့်တိုင်အောင်ပြီးရင် Madrid Derby ဖြစ် Getafe ကိုအိမ်ကွင်းမှာထက်ခံရမယ်အဲ့ဒါလေး tight game ပဲ Madrid Derby ဖြစ်တဲ့အတွက်ကြောင့် Getafe ကသူ့ကွင်းမှာဘယ်ဘက်ဖြစ်ဖြစ်လူတိုင်းကိုခက်ခဲကစားရအောင်လုပ်တဲ့အသင်းအဲ့ဒါပြီးတာနဲ့ Juventus ကိုသူတို့ Santiago Bernabeu မှာကံမယ်ပြီးရင် ဘာစလိုနာကိုအင်ကွင်းဆန်တီယာဂိုဘာနာဘေးမှာကံမယ်ပြီးရင်ဗလန်စီယာကိုအင်ကွင်းဆက်ကံပြီးတာနဲ့လီဗာပူးကိုအန်ဖီကွင်းမှာကံမယ်ဆိုတော့ရီယယ်မက်ဒရစ်ကလာမယ့်ပွဲစဉ်6ပွဲမှာအင်ကွင်း၄ပွဲကံမယ်အဝေးကွင်းကမက်ဒရစ်ဒါဘီဂက်တာဖေးနဲ့ပြီးတော့အန်ဖီမှာကံမယ်ဆိုတော့ဒါက feature ရပြောတာဒါပေမဲ့ဂျာဗီအလွန်ဆိုအနေနဲ့ ချီလီယန်အမ်ဘပ်ပေရဲ့ one man show ကသူ့အတွက်အားကိုးရနေတာမှန်ပေမဲ့အခြားကစားသမားတွေပိုချီစွမ်းပြလာဖို့အခြားကစားသမားတွေ twin goal တွေပါဝင်ပတ်သက်ဖို့အခြားကစားသမားတွေ twin goal တွေနဲ့အတူမျှဝေဖို့ဖြစ်လာဖို့လိုအပ်တယ်ဒါက real madrid အတွက်ကြိုတင်ပြင်ဆင်တဲ့အချက်ပဲချီလီယန်အမ်ဘပ်ပေဘာမှမဖြစ်ရင် club ကအကောင်းဆုံးဖြစ်နေမှာပဲဒါပေမဲ့သူတစ်ခုခုဖြစ်သွားမယ်ဆိုတဲ့ဆိုရင်လည်းအခြေအနေမျိုးပေါ့လေဆိုတော့ဒါကအခုလက်ရှိပေါ့လေအမ်ဘပ်ပေကတော့အခု la liga မှာ ਨੇ ပြိုင်ပွဲဆုံးမှာ 73ကိုတွင်ထားတယ်ချန်ပီယံလိမှာ5ကိုလာလီဂါမှာ10ကိုတွင်ထားတယ်ဆိုတော့1 man team ဖြစ်ဖို့အလွန်ဆိုလှုပ်ဆောင်ရဖို့ရှိပြီးတော့အမ်ဘတ်ပေနဲ့အတူရယ်မက်ဒရစ်တွင် အောင်မြင်မှုတွေကိုပြန်လည်ရယူနိုင်မှာလားဘလို့မြင်ကြလဲကိုမမဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်